စစ်တပ်ကတလင်းသားကြီးမြို့နေတကူကြည့်ပါဦးဘုံကျဲလို့ចောင်းသားနဲ့ပြည်သူများထိခိုက်စစ်တပ်ကတလင်းသားကြီးတိုင်းတလင်းသားကြီးမြို့နေတွေကတကူကြည့်ပါဦးဒီနေ့မနေ့ပိုင်းမှာဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသကတရင်ရင်းမြစ်တွေစီကသိရပါတယ်ဒေသခံတဦးကအထိခိုက်များတယ်မိသက်ယုံနဲ့သူနာမှုဆောင်ထိသွားတယ်ဆယ်ယောက်လောက်တော့ထိသွားတယ်အတိအကျမသိရသေးဘူးလို့ပြောပါတယ်ဒီနေ့မနေ့9နိုင်ခွဲခန့်မှာစစ်တပ်ဂျက်ဖိုက်တာတစ်စီးက ကလင်းသာရီမြို့နယ်ထဲကတဘူးကျွော်ဘုံကျဲတက်ခတ်ခဲ့တာဖြစ်ပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းတူကအကြောင်းကနေအတတ်နိုင်ဆုံးပြေးတယ်။ဒီရက်ကအကြောင်းတက်ရတာအကြောင်းလွတ်ပြီးအထွက်ပဲရှိသေးတယ်ကြဲချတာဝိနေရတယ်ကျောက်ခဲစားတွေကလာဆင်တယ်လို့ပြောပါတယ်။ဒီသားကန်ကာကွယ်ရေးဘော်တူရဲ့လူမှုကွန်မရက်ဆံမျက်နှာမှာရွာသားနဲ့ရက်သားပြည်သူကနဦး၅ဦးထိခိုက်မှုရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီသားကန်ပြည်သူတူကတော့ လောလောဆယ်အရေးပေါ်လူနာပြည်ထန်တန်ရ၄ယောက်အထည်အနာများတယ်လို့ပြောပါတယ်။တခြားသတင်းအရေးမြင့်ရအကြောင်းသားနှစ်ဦးပါဝင်ပြည်သူ၁၀ဦးခန့်ကထိခိုက်ခဲ့တယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရယခုလထုတ်ပြန်ချက်အရစက်တင်ဘာလအတွင်းမှာစစ်တကနိုင်ငံအနှံ့ဒီကြောင်တက်ခိုက်မှု189ကျင်းပြုလုပ်ထားပြီးတည်ဆုံးသူဦးရေ158ဦးရှိတယ်လို့အစိုးရအပြုံနဲ့တပြက်မှုဆက်နက်မှုရှိခဲ့ပြီးတည်ဆုံးသူက တရားနဲ့ခုနှစ်ခုရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတ